တမာကျန်းစာထဲမှာ room mom နာမည်ကြီးတဲ့ prophet future တခုရှိတယ်အဲ့ဒါကတော့290 prophet future ပဲဒါမဲ့လေဒီကိန်းကနိုင်ရဲ့နောက်ကမှာတမိုင်းပညာရှင်တွေကတော့ခေါင်း60ခဲ့တဲ့ရှုပ်ထွေးရဲ့ဘေးလီကြီးတခုရှိနေခဲ့ပါတယ်ကဲဒီနေ့တော့ဒီလျို့ပဲချက်ကြီးကိုကျွန်တော်တို့အတူတူအဖြေရှာကြည့်ကြရအောင်ဒီ prophet future ကဘေးလားတလဲဆိုတော့ယေရမိကျမ်းကပါ ရှင်းရှင်းလေးပဲဒီလူမျိုးတွေက ဘာဗီလုန်ဘုရင်ရဲ့လက်အောက်မှာနှစ်90ကြံခံရမယ်တဲ့ဒါခသူတို့နိုင်ငံပျက်စီးပြီးပြင်းထန်တန်ခံရမယ့်အကြောင်းတတ်သက်မဟုတ်ဘူးနော်အဆုံးသက်ကာလတစ်ခုကိုပါသတ်မှတ်ပေးထားတဲ့ကတိတော်တစ်ခုလို့ဖြစ်နေတော့သူတို့ရဲ့မျိုးလင်းချက်သည့်အားလုံးကဒီအပေါ်မှာပဲမူတည်နေခဲ့တာပေါ့အဲ့တော့အဲ့ဒီကမေးခွန်းကဒါပဲဒီနေ့90ဆိုတာလေဘယ်အချိန်မှထိကြစပြီးတော့ဘယ်မှာဆုံးသွားတာလဲဟွန်းထင်တယ်လို့တော့မလွဲဘူးဗျ ဒီနေ့ကျွန်တော်တို့ကဆုံးထောက်တွေလို့ပေါ့ဒီအချိန်ရဲ့ပဟေလီကိုတဆချင်းစီဖြေရှားသွားကြမယ်ကဲဒီဖြေလီကိုဖြေစင်းဖို့တဲ့ကျွန်တော်တို့ဘာတွေလုပ်ကြမလဲဆိုတော့အရင်ဆုံး prophet feature ကိုတေချာလေ့လာမယ်ပြီးရင် query လွှဲနေတဲ့အချိန်မှတ်တမ်းတွေကိုစစ်ဆေးကြည့်မယ်အဲ့နောက်မှာအဲ့ဒီ query လွှဲချက်ကြီးဘာကြောင့်ဖြစ်ရတာလဲဆိုတော့ကိုအတိတ်ဖြစ်ပေါ်ပြီးနောက်ဆုံးမှာတော့အဖြေကိုအတူတူရှာသွားကြမှာပါဟုတ်ပြီပထမဆုံးအနေနဲ့ဒီ profile feature ထားအပြစ်ပေးရတဲ့ခုတဲကိုပဲပြောနေတာမဟုတ်ဘူးဆိုတာနားလည်ဖို့လိုပါတယ်ဒါက ်တတ်မှတ်ထားတဲ့အချင်းတစ်ခုပြည့်ရင် ပြန်လာရမယ်ဆိုတဲ့မျှော်လင့်ချက်ပေးတဲ့ကတိတော်တစ်ခုလည်းဖြစ်နေတယ်။ယေရမိကျမ်းအခန်းကြီး20:29ကိုကိုခြိလိုက်ရင်အဓိကအချက်တွေကို ရှင်းရှင်းလင်းလင်းတွေ့ရမှာပါ။ဘာတွေလဲဆိုတော့ယူရလူမျိုးတွေကဘာဘီလွန်မှာကျုံခံရမယ်။ဘလောက်ကြမလဲ။နှစ်80အထိ။အဲ့ဒီနှစ်80ပြည့်သွားရင်သူတို့ကိုကျုံပြည့်တဲ့ဘာဘီလွန်ကအဖိပေးခံရပြီးသူတို့ကလွတ်မြောက်မယ်။ ဒါဟာအရန်ကိုတိကျတဲ့ဂတိတော်တစ်ခုပဲကဲအခုမှအဓိကပြဒနာစီကိုယောက်လာတာပါဒီနေ့90ကာလကိုအချိန်ဇယားတစ်ခုအဖြစ်ခြားကြည့်တဲ့အခါမှာတမချန်းစာဆောင်အမျိုးမျိုးမှာတစ်ခုနဲ့တစ်ခုမတူဘဲစန့်ကျင်နေသလိုဖြစ်နေတဲ့ရက်စွဲတွေကိုတွားတွဲရတော့တာပဲဒီ timeline ကိုတစ်ချက်ကြည့်လိုက်ပါဘာဘီလုန်နဲ့ဂျေရုဆလင်ကိုတင်းတာကတစ်ချက်ကောင်းနဲ့ပြီးသွားတာမဟုတ်ဘူးဗျာတကယ်တော့အဓိကပြီးနေတဲ့ပေးမှုကြီးကအနည်းဆုံး၄ချိန်လောက်ရှိခဲ့တယ် ဆိုတော့ပြဿနာကဘာလဲဆိုတော့ဒီနှစ်ခရစ်စတ်ကိုဘယ်ပြည်နဲ့နိုင်ငံကနေစပြီးရွေးတွေ့ရမလဲဆိုတာပဲဒီ slide ကတော့ဗျက်တနာရဲ့အဓိကချက်ကိုမိမောထိုးပြနေတာပဲဒီမှာကြည့်ပါပထမအကြိမ်ပြင်းနှင်းတန်ဖြစ်ရကအတူတူပဲဒါပေမဲ့ဒန်ယယ်လက်ချမ်းမှာရောရခင်ပြင်းရဲ့နန်းဆန်တုံးနဲ့လိုရေးထားချိန်မှာယေရမီချမ်းမှာကျတော့နန်းဆန်လေးနဲ့ဖြစ်နေတယ်ဒုတိယနဲ့တတိယအချိန်ဒီမှာလည်းဒီလိုပဲတနစ်စီကွဲလွဲနေတာကိုတွေ့ရတယ်ဒါကဘလို့ဖြစ်ရတာလဲမွားနေတာလားတကယ်တော့ ဒါတဲ့အမားတွေမဟုတ်ပါဘူး။ရွှေခေတ်တမိုင်းနဲ့သူတို့ရဲ့မတ်တန်းတင်တဲ့အလေးအထားတွေကိုနားလည်လိုက်ရင်ဒီကွဲလဲမှုကြီးကိုအဖြေရှာလို့ရပါတယ်။ဒီပဟေလီကို ဖြည့်ရှင်းဖို့တော့အချက်နှစ်ခုရှိတယ်။ပထမတစ်ခုကဖျက်ခတဲ့ရှင်နေပါ။ရှေးဘာဘီလွန်တွေကဘရင်တပါနန်းတက်တဲ့နစ်ကိုနန်းတက်နစ်လို့ပဲခေါ်ပြီးနောက်တနည်းကြမှာနန်းဆန်ပထမနစ်ဆိုပြီးစရိတ်အတွက်တယ်။အဲ့ဒီတော့မတန်းနေမှာတနည်းလောက်ကြွားသွားနိုင်တာပေါ့။ ဒုတိယချက်ကတော့စစ်ပွဲတွေပြင်းနေတဲ့ဆိုတာတရက်နဲ့ရက်နဲ့ပြီးတာမဟုတ်ဘူးလေ။လာနဲ့ချီပြီးကြတတ်တော့တနစ်မှာစားတဲ့ဖြစ်ရက်ကနောက်တနစ်ရောက်မှပြီးသွားလာမျိုးတွေရှိနိုင်တယ်။အဲ့ဒီအချက်နှစ်ခုကပဲဒီကွဲလွန်းမှုတွေကိုရှင်းပြပေးပါလိမ့်မယ်။ကဲအဲ့ဒီကွဲလွန်းမှုတွေဘာကြောင့်ဖြစ်လဲဆိုတာနားလည်သွားပြီဆိုတော့တမိုင်းပညာရှင်တွေနဲ့တမပညာရှင်တွေကတမကျန်းစာအချက်လက်တွေပေါ်မှာပဲအခြေခံပြီးခိုင်ခိုင်လုံလုံနဲ့နှစ်ခုနှစ်ဆက်ပြည့်တဲ့အချင်းစရာနှစ်ခုကိုဘယ်လိုတိစောက်ပြထားတယ်ဆိုတာကြည့်လိုက်ကြရအောင်။ဒီမှာတော့ပဟီလိနဲ့အဖြေကိုတွေ့ရပါပြီ။ တွဲ့နှင်းတစ်ခုရှိတယ်တွဲ့ချက်မှုကမှဆိုရင် BC 68ပထမပြည်ညင်းတန်းနဲ့စပြီး BC 936မှာပါရှားဘူးရင်ကုရုကဂျူးတွေကိုပြန်ကွင်းပေးတဲ့အမြင့်ထုတ်ကန်တာနဲ့အဆုံးတတ်တယ်ဒါဆိုရင်နှစ်80တိတိပဲတွဲ့ချက်မှုခါကကြတော့ BC 66မှာစပြီး BC 936မှာပြန်ရောက်လာတဲ့သူတွေဘေးမှန်တော်ဦးမြင့်ပြန်ချတဲ့အချိန်မှာဆုံးတတ်တယ်ဒါလည်းနှစ်80ပဲ ဆိုတော့စတဲ့အမှန်နဲ့ဆုံးတဲ့အမှန်မတူပေမယ့် profit future ကတော့နီလန်းနှမျိုးစလုံးနဲ့အတိအကျပြည့်စုံကြလာကိုတွေးရမှာပါ။ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့သမိုင်းဆိုင်ရာစုံစမ်းစစ်ဆေးမှုရဲ့ညှဉ်းချို့ကတော့တမားချန်းစာမတန်းနေရအပေါ်ရမ်းကြည့်ရင်ကွဲလွဲနေတယ်လို့ထင်ရပေမဲ့တမိုင်းနောက်ခံအချက်လက်တွေကိုတေးချထက်တွက်လိုက်တဲ့အခါမှာအန်အိုးစရာကောင်းလောင်းတစ်ခုနဲ့တစ်ခုဆက်ဆက်ပြီးကိုက်ညီနေရကိုတွေးရမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီကြောင်းရတဲ့တကယ်စိတ်ဝင်စားဖို့ကောင်းတဲ့ခြေကအခုမှလာမှာပါ။ ်ဒီလိုအချိန်စရာတွေကိုတိတိကျကျလိုက်ရင်းခုန်နေတယ်ကတကယ်တော့ပိုကြီးမားတဲ့ပုံရည်ကြီးတစ်ခုကိုလွဲချော်သွားစေနိုင်တယ်လို့အယင်းမေတေကဆိုထားပါလေဒီကိုကဆက်ကအဲ့ဒီအချက်ကိုအရင်ကောင်းကောင်းဖော်ပြပါအနည်းခုနစရဲကာလာကအရင်မကြီးပါဘူးဘာဘလုံမှာကြောင်ခံရတဲ့ဆိုတဲ့အချက်ကတည်းရေးကြည့်တာပါတယ်ဆိုလိုတာက အချိန်ဇရာရဲ့ဘလိုဆိုတာတဲ့ဖြစ်တဲ့တစ်ခုလုံးရဲ့ဘာကြောင့်ဆိုတဲ့အနစ်တရားကပို့အရေးကြီးတယ်ဆိုတဲ့သဘောပါပဲဒီနေရာမှာပဲမဟာဘဘလုံဆိုတဲ့အယူဆတစ်ခုပေါ်လာပါပြီ ဒါကဘာကိုဆိုလိုသလဲဆိုတော့ဓမိုင်းထဲကဘက်ဘူးလွန်အင်ပါယာဆိုတာအနာဂတ်မှာပေါ်လာမယ့်ပုံကြီးမားတဲ့ဝိညာဉ်ရေးရကျွန်းပွားစနစ်တစ်ခုအတွက်ပုံဥပမာဒါမှမဟုတ်အရေးတစ်ခုဖြစ်တယ်လို့ဆိုလိုတာပါဂျန်စာတျှောက်လုံးကိုကြည်လိုက်ရင်ဒီဘာဘလုန်ရဲ့ theme ကထက်ခါထက်ခါပေါ်လာတာကိုတွေ့ရမှာပါကဘာဦးချန်းကနေမြော့ရဲ့ဘာဘလုန်ရဲ့တိုက်ကနေစတယ်နေဘူးခနေဇာရဲ့ empire မှာ အထွတ်အထိပ်ရောက်ခဲ့တယ်နောက်ဆုံးပြာတိကျမှာပါတဲ့မဟာဘာဘလုန်မှာထွက်ဆုံးတယ် ဒါရီအာယောမှာတူညီတဲ့အချက်ကဖိရသခင်ကိုစန့်ကျင်ပြီး မာယွန်းတဲ့ကိုးကွယ်မှုစနစ်တစ်ခုကိုကိုးစားပြုနေတာပါပဲအခုဒီအကြောင်းအရာရဲ့အရေးကြီးဆုံးချိတ်ဆက်မှုတစ်ခုကို ပြောပြပါမယ်အဲ့ဒီနှစ်90ကြာပြင်းထန်တဲ့အဆုံးသက်ဟာဇလန်ရဲ့အဆုံးမဟုတ်ပါဘူးတကယ်တော့တာဟာနောက်ထပ် Prophet Future ဆာယာအချိန်နာရီအသစ်တစ်ခုရဲ့အစပဲဖြစ်ခဲ့ပါတယ် ဒီဖြစ်ဖြစ်က Prophet Daniel ရဲ့အကျော်ကြားဆုံး Prophet Future ဖြစ်တဲ့အဖက်90အချောင်းကိုစတင်စစ်ခဲ့တာပါ။ကဲညွန်ချိုအနေနဲ့ဒီအတွေးလေးနဲ့အဆုံးတက်လိုက်ချင်းပါတယ်။တမိုင်မှာ90ကြာကျွန်ဘွားရဲ့အဆုံးတက်ကမီရှိယားကြွာလာခြင်းနဲ့ပေါ်တက်တဲ့အပတ်90 Prophet Future ကြီးတစ်ခုလုံးကိုအစဖြိုးပေးခဲ့တယ်။တနည်းပြောရရင် Prophet Future တစ်ခုရဲ့ပြည့်စုံခြင်းကနောက်တစ်ခုအတော့အချက်ပြမှုဖြစ်ခဲ့တယ်ပေါ့။ဒါဆိုကျွန်တော်တို့စဉ်းစားစရာကကျွန်တော်တို့မျက်မှောက်ခင်မှာပြည့်စုံလာနေတဲ့ prophet future တွေကတော့နောက်လာမယ့်အနာဂတ်အတွက်ဘီလိုအချက်ပြမှုတွေဖြစ်နေနိုင်မလဲ